မ်းမိုးလီဝမ်ဆာချောင်းမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့ပုတ္တဟူနေ့ညရှန်နီအတန်ရဲ့ pocket အစီအစဉ်တွေကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှန်နီဒေတာနဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုနားဆင်သွားကြရမှာပါကဒူးကြီးရွာတွေကစစ်ပေးရှောင်တွေကိုရှန်နီဒေတာခန့်တွေနဲ့အဖွဲ့အစည်းတွေကကူညီပေးနေတဲ့တင်ဘာကံမြို့နယ်အတွင်းမှာ KIA ထင်းကျုပ်တဲ့ကြောက်စိမ့်မော်တွေမှာစစ်သားစုဆောင်ရေးတွေနှင်းစင်ဆွဲနေတဲ့တင် နော်ဝေးအခြေစိုက်တိုင်နော်ယုံကိုတရားစွဲဆိုထားတဲ့တည်။ TNN ထင်းချုပ်မြို့၄ခုကိုစစ်တပ်ကလေကြောင်းကနေပုံကျဲမှုတွေဆက်တိုက်ပြုလုပ်နေတဲ့တည်တွင်ကိုနားဆင်သွားကြရမှာပါ။ ဖာကန်မြို့နယ်အတွင်းမှာ KIA ထိန်းချုပ်တဲ့ကြောက်စိမ်မော်တွေမှာစစ်သားစုဆောင်ရေးနေစဉ်ဆွဲနေတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ဖာကန်မြို့နယ်အတွင်းမှာကချင်လူမျိုးရေးတပ် KIA ကသူတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်းကလူငယ်တွေကိုနေစဉ်နှီးပါစစ်သားစုဆောင်ရေးဆွဲနေတယ်လို့ဒေတာခန်တွေကပြောဆိုနေကြပါတယ်။တဲ့တင်ကျုပ်ကာလအတွင်း KIA ထိန်းချုပ်ထားတဲ့စိတ်မူကြေးရွာမော်ရှန်ကြေးရွာတွေမှာတဲ့တင်ကျုပ်ကာလအတွင်းဘုံကြီးချောင်းဝင်းထဲထိစစ်သားစုဆောင်မှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ဒေတာခန် န်တွေကပြောပါတယ်စစ်သားစုဆောင်ရေးတွေကိုနေခင်ပိုင်းနဲ့ညပိုင်းတွေမှာပြုလုပ်နေပြီးလက်နက်ကင်ဆောင်ထားသူတစုကကာတစီနဲ့လက်ပတ်ပြီးလိုက်လံစုဆောင်တာဖြစ်တယ်လို့စိတ်မူဒေတာခန်တွေကပြောပါတယ်ကာတုံစီနဲ့လှည့်ပြီးလိုက်ဖမ်းနေတာမော်တဲကောအကုန်ပဲမိန်ကလေးယောက်ျားလေးမရွေးဘူးအကုန်ယူတယ်လို့ဒေတာခန်တဦးကပြောပါတယ်ဒေတာခန်တွေရိုက်ကူးပြီးပြန့်နှံ့လာတဲ့စစ်သားစုဆောင်တဲ့ရုတ်တံဖိုင်တချို့မှလည်းစိတ်မူကြေးရွာနှက်ကြီးစင်အနီးမှာအမျိုးသမီးနှစ်ဦးကိုလက်နက်ကင်ဆောင် ်ထားသူတချို့ကကားထဲအတင်းအတမဝင်ရောက်စေသည့်ရုပ်သံများပါဝင်ပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ၄ရက်နေ့မှာစိတ်မှုကြီးရွာကပြည်လုံးချမ်းသာစေသည့်ပရဝုံမှာအမျိုးသားအမျိုးသမီးလူငယ်၈ဦးစုဆောင်ရေးဆွဲခံရတယ်လို့ဒေသခံတွေကပြောပါတယ် ဖကန်မြို့နယ်အတွင်းက KIA ထိန်းချုပ်တဲ့ကြီးရွာတွေဖြစ်တဲ့ဟောင်ပါတာမခန်းစိတ်မူနတ်မော်စပော့မော်ရှန်ကြီးရွာတွေအပြင် Energy ဒေတာကကြီးရွာတွေမှာလည်းစစ်တားစုဆောင်ရင်းနေ့စဉ်နှီးပါရှိနေတယ်လို့ဒေတာခန်တွေကဆိုပါတယ် ြီးခဲ့တဲ့စက်တင်ဘာလနောက်ဆုံးအပတ်ထဲမှာလဲဖားကတ်မြို့နယ်အတွင်းရှိမော်အနှံ့အပြားမှာ KIA PDF ပူပေါင်းတပ်ဖွဲ့များရဲ့စုဆောင်ရေးခေါ်ဆောင်ခြင်းခံရသူလူဦးရေ150နီးပါးရှိခဲ့တယ်လို့သိရပါဗျ။စစ်သားစုဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့ဒေတာခန့်တွေကြားဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။ကရူကြီးရွာတွေကစစ်ပေးဆောင်တွေကိုရှမ်းပြည်ဒေသခံတွေနဲ့အဖွဲ့အစည်းတွေကကူညီပေးနေတဲ့တည်င်းကိုပြောပြပေးပါမယ်။ ဗမောက်မြို့နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ကဒူးတိုင်းဒါစစ်ပေးရှောင်လာသူတွေကိုရှမ်းနီဒေသခံတွေနဲ့အဖွဲ့အစည်းတွေကကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနေတယ်လို့သိရပါတယ်။ဗမောက်မြို့နယ်ကခိုးပြင်းညောင်တာယာဒေသခံ150ကျော်ဟာရှမ်းနီမြို့သားများတက်မတော် SND ထိန်းချုပ်တဲ့မိုင်းအင်မင်းကုန်းအုပ်စုအနောက်ကုန်းကျွော်ဖုန်လွင်ကြီးကျောင်းအတွင်းမှာစစ်ပေးတိုက်ရှောင်နေကြတာပါ။ ်စစ်ပေးရှောင်အင်တောင်စုတစုကိုငွေ9000ကျပ်ဆန်နဲ့အစီတပုံးနဲ့ဆန်နဲ့ရတခါတွေကိုအင်တောင်စု45စုစုစုပေါင်းလူဦးရေ224ဦးနဲ့ဌာနဆိုင်ရာဝန်ထမ်း164ဦးတို့ကိုအော်တိုဘာလ10ရက်နေ့ကထောက်ပံ့ပေးအပ်ပွဲတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထောက်ပံ့မှုမှာတော့ SNA တပ်မ6လေးနဲ့စီလုံငန်းရှင်တွေကဥဆောင်ခဲ့တယ်လို့ဟုံးမလေးမြို့ကမြို့မှာအကြောင်းစီရတော်လည်းပါဝင်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ ခုပြင်ကြီးရတော့တခုကတော့အခုလိုပြောပြပါတယ်ဒီကိုလာမယ်မှလည်းကျွန်တော်တို့ရင်ထဲမှာလည်းမရှိလေစိတ်တဲမခုထားဘူးအဲဘီရမယ်လောရမယ်လည်းစိတ်ခုထားဘူးကျွန်တော်ကလည်းဆိုတော့ခုလိုဟိုဖွဲ့စည်းနေတဲ့ကောင်းကောင်းမှုလေးခေါ်ပေးတယ်ဆိုတော့ကျွန်တော်လည်းဝမ်းမြောက်ဝမ်းသာလေးနဲ့လာခဲ့ကြတယ်ဒါကြောင့်ဂျွာရာတွေကလည်းဘာမှမပူကြတဲ့အဲ့ဒါကျွန်တော်တို့ကိုဘယ်မှမပူဘူးသူတို့ကကျွန်တော်တို့ကိုအစ်အန်တီကိုလုံကျူအောင်ခေါ်ပေးတာအဲ့လိုပြောမှလာခဲ့ကြတာပါအေးအဲ့တော့ဒီကိုရောက်ခဲ့တယ်ဆိုတော့ဒီဂျွာရာတွေလည်းအဲသမဲဟန်နေပူလာတဲ့ကျေးဇူးတင်ပါတယ် အဲ့လိုတောင်းလဲကြည်ပါတယ်ကျွန်တော်ကလည်းဝမ်းတာပါတယ်ထောက်ပံ့ပေးတဲ့ဖွဲ့စည်းသူတွေအားလုံးကိုဝမ်းနဲ့ဝမ်းတာနဲ့ကျူစုပါတယ်ဝမ်းတာပါတယ်ပမောင်မြို့တွင်တိုက်ပွဲကြောင့်ခုတ်ပြင်းကျွာကအင်တောင်စု30ညောင်တရကျွာကအင်တောင်စု21စုနဲ့ပမောင်မြို့ဘော်ကအင်တောင်စု900နဲ့လူဦးရေ9000နီးပါးဘေးလွတ်ရာကိုထွက်ပြေးသိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်တိုက်ပွဲတွေကြောင့်လူမျိုးရွာဒေသတွေကိုထွက်ပြေးကြတဲ့စစ်ပေးရှောင်တွေအတွက်စားနပ်ရိက္ခာနဲ့လုံခြုံရေးတွေကို SND နဲ့ PDF တွေက ကူညီစောင့်ရှောက်ထောက်ပံ့ပေးဖို့ကတူအရပတ်အဖွဲ့အစည်းတွေကမနေ့ကအရေးပေါ်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။စစ်ပေးချောင်းတွေကိုကူညီဖို့အတွက်အရေးပေါ်အကူအညီနဲ့စစ်ပေးအလွန်ကာလပြန်လည်ထူထောင်ရေးအတွက်ရွံပုံငွေအနည်းဆုံး7သိန်းနေရာလို့အမှတ်ဖြစ်တဲ့အကြောင်းကိုလည်းတပါးတည်းထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်မှာတော့ပမောင်းမြို့နယ်တမိုင်ပတ်လဝန်းကျင်တွေမှာ SNN နဲ့ KNPDF ပူးပေါင်းတပ်ဖွဲ့တွေကြားဆက်လက်တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပါတယ်။တိုက်ပွဲတွေဟာပမောင်းမြို့အနီးကဆက်တော်ကျွာခမူးကျွာအထိပြန်လည်ဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်။ ဗမောက်မြို့ကိုတော့အန်ယူဂျီအမတ်တစ်စစ်တီတပ်ကဥဆောင်ပြီးမြို့တွင်းတိုက်ပွဲပေါ်ဆောင်ခဲ့ကလက်ရှိမှာတော့မြို့ကိုတင်းထားတာ၃ပတ်နေပါကြာမြင့်ခဲ့ပြီလေဖြစ်ပါတယ် နော်ဝေးနိုင်ငံအခြေဆိုင်တယ်လီနော့ယုံကိုတရားစွဲဆိုထားတဲ့တဲ့င်းကိုတင်ဆက်ပေးသွားပါမယ်။အရှိတောင်အာရှနိုင်ငံတွေမှာအကြီးဆုံးနိုင်ငံခြားယင်းနှမြုံနံသူဖြစ်တဲ့တယ်လီနော့ဟာစစ်တပ်ရဲ့တောင်းဆိုမှုများကိုလိုက်နာပြီးတုံဆွဲတူ၁၈တန်ထဲကတချို့ရဲ့အချက်အလက်များကိုလွှဲပြောင်းပေးအပ်ခဲ့တာကြောင့်တရားစွဲဆိုထားတယ်လို့သိရပါတယ်။မြန်မာဒုက္ခသည်များနဲ့အရဖက်အဖွဲ့အစည်းတွေကတယ်လီနော့ဟာမြန်မာနိုင်ငံအတွင်းကဆိုးရွားသောလူအခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်ပတ်သက်မှုနဲ့တရား ွဲဖို့ပထမခြေလမ်းစတင်လိုက်တယ်လို့နယ်တလန်အခြေဆိုင်အချို့အမျက်မယူတော့နိုင်ငံဆောင်ကော်ပိုရေးရှင်းများဆိုင်ရာတူတေတနာစင်တာ SOMO ကအောက်တိုဘာလ6ရက်နေ့မှာရေးသားထားပါတယ်ဒီဆွဲဆိုထားမှုကို နော်ဝေးနိုင်ငံအခြေဆိုင် Fornevo မြို့မှာရှိတဲ့တယ်လီနော့ရုံးချုပ်ကိုအကြောင်းကြားစာပေးပို့ထားတယ်လို့၎င်းတို့ကဆိုပါတယ်တရားစွဲတဲ့အကြောင်းမြန်မာအရက်ပတ်အဖွဲ့ရဲ့ဥပဒေအကျိုးဆောင်ကုမ္ပဏီကတဆင်အောက်တိုဘာ6ရက်နေ့မှာပေးပို့လိုက်တာလို့သိရပါတယ်မြန်မာမှာအဆိုပ ဘာဆက်တွယ်ရေးကွန်ရက်ကိုလက်ပတ်ချိန်တွင်တုံးဆွဲသူတို့ရဲ့ဒေတာအချက်အလက်နဲ့ဖုန်းခေါ်ဆိုမှုအချက်အလက်တွေကိုစစ်ကော်မရှင်တွေကိုမျှဝေခဲ့တာကြောင့်ခြေရာခံဖမ်းဆီးတပ်ဖြတ်ခံရမှုတွေရှိခဲ့တယ်လို့အဲ့ဒီအဖွဲ့ကစွပ်စွဲထားကြောင်းသိရပါတယ်။ Telinor မြန်မာတီ Telinor Southeast Asia Investment E ရနုံပြေလက်အောက်ခံကုမ္ပဏီဖြစ်ပြီးမြန်မာနိုင်ငံတွင်2014ခုနှစ်မှာ2029ခုနှစ်အထိရင်းနှီးမြှုပ်နှံခဲ့တာလည်းဖြစ်ပါတယ်။2022ခုနှစ်တွင် Telinor ကပြည်တွင်းကုမ္ပဏီတစ်ခုလည်းဖြစ်ပြီးစစ်တပ်နှင့်နှီးစ ဆက်တဲ့ရွှေပြိုင်းဖြူကုမ္ပဏီနဲ့ LeBron ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 တို့ကိုဒေါ်လာ105တန်းနဲ့အလင်းအမြန်ရောင်းချခဲ့ပါတယ်။ Telenor တီးမြန်မာပြည်တွင်သုံးဆွဲတူပေါင်း18.8တန်းကျော်ရှိပြီးအာနာသိမ့်မှုနောက်ပိုင်းစိတ်ချရသည့် Telecom ကုမ္ပဏီတစ်ခုအဖြစ်ပြည်သူများကယုံကြည်ကပုံမတုံးဆွဲခဲ့ကြတဲ့ Operator တစ်ခုလည်းဖြစ်ပါတယ်။ Telenor တီးမြန်မာနိုင်ငံတို့2014ခုနှစ်တွင်ဝင်ရောက်လာခဲ့ပြီး9နှစ်တာလောက်ကန်ခဲ့ပြီးစစ်တပ်ကအာနာသိမ့်ပြီးနောက်မြန်မာနိုင်ငံမှာထွက်ခွာ သွားသည့်နိုင်ငံခြားယင်းနှမြုံနံမှုကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။တ ਿਆਂ နေထင်းချုပ်ထားတဲ့မြို့လေးခုကိုစစ်တပ်ကလေကြောင်းကနေပုံကျဲမှုတွေဆက်တိုက်ပြုလုပ်နေတဲ့တဲ့တင်ကိုပြောပြပေးပါမယ်။တောင်ပလောင်အမျိုးသားများလွတ်မြောက်ရေးထပ်မတော်တ ਿਆਂ နေထင်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်တပ်ကလေကြောင်းကနေပုံကျဲမှုတွေဆက်တိုက်ပြုလုပ်နေပြီး၃ရက်အတွင်းထိခိုက်တိုက်စုံသူ၁၀ဦးထပ်မံရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။ အော်တိုဘားလာ6ရက်နေ့တည်င်းကျွလပြင်းနေ့ကနေဒီနေ့မနက်ပိုင်းအထိ3ရက်အတွင်းနမ်တူမြို့နယ်ဒီဘောမြို့နယ်မိုင်းလုံမြို့နယ်မိုင်းငော့မြို့တို့ကိုလေကြောင်းကနေပုံကျဲမှုတွေဆက်တိုက်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကအော်တိုဘားလာ9ရက်နေ့မှာကြေချခဲ့တဲ့ပေါင်150ပုံနှလုံးကြောင်းမိုင်းလုံမြို့နယ်မန်ဟုံးကျွော်မှာကလေးအပါဝင်10ဦးတေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DNA ကထုတ်ပြန်ပါတယ်။ တေဆုံးသူတွေထက်မှအသက်2နှစ်အရွယ်ကလေးတဦးအသက်30ကျော်အရွယ်အမျိုးသား၄ဦးနဲ့အမျိုးသမီး9ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။မိုင်းကုန်းမြို့မှာလည်းဒီနေ့မနက်ပိုင်းမှာပုံကျဲတိုက်ခတ်မှုကြောင့်အရတား2ဦးတေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မိုင်းကုန်းမြို့မန်လုံရက်ကွက်ရက်စကန်ရှိကိုစစ်ကောင်စီကပုံ150ပုံနှလုံးဈေးရက်ကွက်အတွင်းမှာ shock ရော့ကက်ပုံးနှလုံးနဲ့တာလုံရက်ကွက်မှာရော့ကက်ပုံးနှလုံးကျချခဲ့တယ်လို့ဆိုပါတယ်။လေကြောင်းကနေတိုက်ခိုက်တာကြောင့်အဲ့ရတာထိခိုက်ဒေဆုံးတဲ့အပြင်နေအိမ်အဆောက်အဦတွေနဲ့တာတနိကအဆောက်အဦတွေလည်းထိခိုက်ပျက်စီးနေတယ်လို့လည်းသိရပါတယ်။ကျောင်းဝင်းမြို့ကိုစစ်တပ်ကအော်တိုဘားလ၁ရက်နေ့မှာပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ကြောင်မင်းမျိုးနဲ့အတွင်ကပါဝင်တဲ့မိုင်းလုံမျိုးနဲ့မိုင်းငုံမျိုးကိုတော့စစ်တပ်ကလက်လွတ်ထားရဆဲဖြစ်ပါတယ်။လူကြီး900နီးပါးနေထိုင်တဲ့မိုင်းလုံမျိုးကမိုးကုတ်ကြောင်မဲလမ်းပိုင်းပေါ်မှာတရှိပြီးမိုးကုတ်နဲ့မိုင်း90အကွာမှာရှိတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။မိုင်းငုံမျိုးအကြောင်မင်းနဲ့မိုင်း30အကွာမှာတရှိပြီးအိမ်ထောင်စု900ကျော်နေထိုင်တဲ့တောင်ပေါ်မြို့တစ်ခုဖြစ်တယ်လို့ TNN က2024ခုနှစ်ဒီဇင်ဘာလကုန်မှာတင်ပြထားတာလည်းဖြစ်ပါတယ်။ ရှန်နီအတန်ရဲ့ pocket အစီအစဉ်တွေကိုရှန်နီဘာသာနဲ့မြန်မာဘာသာဘာသာနှမျိုးတင်ဆက်ပေးနေပါတယ်ခင်ဗျာရှန်နီအတန်ရဲ့တင်ဆောင်းပါတွေကို www.shannyboy.com နဲ့ www.facebook.com/theboyofshanny စာမျက်နှာတွေမှာတွားရောက်နှာစင်လို့ရနေပါပြီရှန်နီတိုင်းသားတွေရဲ့ရိုးရာရင်ကျင်းမှုတွေလူနေမှုပေါ်ဝလူမှုစီးပွားရေးတွေကိုတင်ဆောင်းပါ short video အနေနဲ့လဲရှန်နီအတန်ရဲ့ re youtube channel telegram channel တွေမှာကြည့်ရှုနိုင်ပါတယ် အခုလိုနားဆင်အားပေးခဲ့တဲ့အတွက်ရှမ်းနီအတန်ဝိုင်းတော်ဒါတွေကအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာငင်းဆုံးတေရောက်ကြသော